ားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ကဒီမနေ့ကဒီမြန်မာကောင်ဆောင်ပါနော်ဂျိုရှူအာဖန်က UFC ပထမဆုံးဒီချန်ပီယံဖြစ်ခဲ့ပါနော်မြန်မာနိုင်ငံသားချန်ပီယံဖြစ်ခဲ့တယ်အဲ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Element Sport ကအကြီးအကဲဒါကိုစားနေအောင်နဲ့အတူတုံးသက်ပေးတော့မှာဖြစ်ပါတယ်ကိုယ်မင်္ဂလာပါမင်္ဂလာပါအဲ့တော့မနေ့ရောဒီမြန်မာနိုင်ငံတော်တော်တကယ်ပျော်စရာကောင်းတဲ့ကောင်းစရာကောင်းတဲ့အောင်ပဲဖြစ်ခဲ့ပါနော်အဲ့တော့မနေ့ကပွဲရောကိုခဏသေးလေးတော့ပြီးသွားအဲ့ပွဲတွေကိုပျော်စရာလည်းတိတ်မရှိဘူးဒါပေမဲ့နေ့လေးတော့ပြန်ကောက်ပေးပါအောင်အဲ့ပွဲတွေကြောင့်อืม တော်တော်များများတော့ဟိုဟာပွဲပြီးပြီးချင်းတော့ဟိုတိုင်းပေါ်မှာတိတဲ့အတိုင်းပဲပြောကြတာပေါ့လေဟိုဟာဂျိုရှုအဗန်ဘာမှတော့မလုပ်လိုက်ရပဲချွေးတော့ချွေးလိုက်ဘာမှတော့ချွေးတော့မထွက်လိုက်ပဲနဲ့ချန်ပီယံကပတ်ရတယ်ပေါ့နော်ပါညာနဲ့ဆိုပြီးဟိုဟာဖြစ်တယ်ပေါ့ဟိုဟာအလက်ဇန်ဒရာဖန်ဒိုဂျာကသူ့ခေါင်းထဲသူဒီဒရောင်စစ်ခြေလက်ဒရောင်ဒရောင်စစ်လွဲဝပြီးတော့အရှုံးပေးလိုက်ရတယ်ပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုး ဟိုဂျိုးဆိုလိုချင်တာဂျိုးရှာဗန်ကဘာမှအောက်ဆိုက်တော့မရှိပါဘဲနဲ့ဟိုဒီချန်ပီယံကပတ်ကို UFC Flyweight တန်းချန်ပီယံကပတ်ကိုရတယ်ဆိုတဲ့ပုံစံမျိုးတော်တော်များများပြောလာကြတာလည်းပြင်သေးပါတော့ဗောနော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုကလက်လက်မခံဘူးဟိုဟိုလည်းမဖြစ်ဘူးဗောနော်ဆိုတဲ့ခါကျတော့တကယ်ဆိုလို့ကျလို့ရှိရင်ဟိုဂျိုးရှာဗန်ရဲ့အောက်ဆိုက်တော့မပါဘဲနဲ့ဒီချန်ပီယံကပတ်က ဂျိုရှာဖန်လက်ထက်ကိုရောက်ဆယ်အကြောင်းလည်းမရှိဘူးနောက်တစ်ခုကဘာလဲဆိုတော့ဒီဟိုဟာအလက်ဇန်နာဖန်တိုဂျာဒီသူပြုတ်ကျပြီးတော့ဒီလက်တရောင်ဆက်လွဲဝါပြီးလွဲဝါပြီးတော့ဆက်ပြီးတော့မထိုးနိုင်တော့ဘဲနဲ့အရှုံးပေးသွားတယ်ဆိုတော့အားလည်းဒါအလက်ဇန်နာဖန်တိုဂျာကသူ့အနေနဲ့သူဖြစ်တာမဟုတ်ဘူးဟုတ်ကဲ့ဟိုဟာဂျိုရှာဖန်ရဲ့ဒီကောင်တာအတက်ကြောင့်သာလည်းရင်ဟိုဟာကအလက်ဇန်နာဖန်တိုဂျာကပြုတ်ကျပြီးတော့သူလက်တရောင်ဒီဟိုတရောင်ဆက်လွဲ လွဲဝါပြီးတော့သူဆက်မထိုးနိုင်တာပေါ့နော်အဲ့လိုကကိုကအဲ့လိုမြင်တယ်အဲပွဲမထိုးခင်မှာတော့ဟိုဟာလေတွေကတော့တိုက်ကြတာပေါ့လေထောက်ဆံတိုင်းပဲအဲ့မှာတော့ဂျိုရှာဗန်ကတော့အများဆုံးလေအများဆုံးတိုက်တဲ့အထဲမှာဂျိုရှာဗန်ပါတာပေါ့နော်အဲဒါလည်းဒါကပွဲဒါပွဲဟို professional player တွေတော်တော်များ fighter တွေတော်တော်များများကဒီတိုင်းပဲဟိုဟာ mind game ကစားကြတာပဲလေဒါကတော့သူပြန်ကိုယ်ပြန်ကစားကြတာပဲအဲ့မှာ Alexander Pantoja ကတော့ပွဲမထိုးခင်မှာလည်း ဟိုဂျိုရှာဖန်နဲ့ပတ်သက်ပြီးပြောတဲ့အခါဒီမှာတော့အများနဲ့လို့လို့ respect ထားပြီးပြောတယ်သူတစ်အသက်ဘလောက်ပဲငယ်ငယ်ဟိုထောက်ဝက်လောက်ငယ်နေတဲ့ player ပဲဖြစ်နေပါစေသူလေးလေးစားစားနဲ့ပဲစကားပြောတာလေးတော့အကိုတွေ့ရတာပေါ့နော်ဂျိုအလက်ဇန်နာဖန်တိုဂျာက သူကဒီသူ့ရဲ့ ထိုးတက်တဲ့ style ကသူ aggressive style သွားတာဘယ် player အောင်ဘယ် fighter အောင်ဆိုသူပွဲတိုင်းသူသူ့ပွဲတွေကိုကြည့်ကြည့်လိုက်တဲ့အခါကျတော့ရှင် aggressive style နဲ့ကစားတယ်ပွဲစပြီဆိုတော့တပည့်နဲ့သူ့ရဲ့ပြိုင်ဘက် fighter ကိုသူက pressure ပေးပြီးထိုးတာပဲထိုးဘက်က fighter ဘာမှပြန်ပြီးတော့သူ့ကိုဟိုဘယ်လိုပြောမလဲ counter ပြန်ပြီးတော့ဟိုလှုပ်ဖို့စဉ်းစားချိန်မရအောင်ကိုသူက pressure ကိုတောက်လျှောက်ပေးပြီးထိုးလေထိုးတာရှိရဲ့ style ပဲအဲ့ဒီအတိုင်းပဲ ဟိုဂျိုရှုဗန်နဲ့ပွဲမှာအဲ့တိုင်းထိုးတာပဲဂျိုရှုဗန်လည်း तू ပွဲကြော်ဒီမှာ तू ပြောထားပြီးသားပဲဟိုဟာဟိုကာကြီးလည်းဟိုဟာ तू ဂျိုရှုဗန်ရဲ့ interview တွေဟိုကြည့်တဲ့ခါကျရင်ဟိုဟာ तू အများနဲ့ဂျိုရှုဂျိုရှုဗန် interview တွေမှာပွဲကြော် interview တွေမှာပြောတဲ့စကားတစ်ခုရှိတယ်အဲ if was escape or pk ဆိုပြီးပြောတယ် အဲသူသေးကိုသေးပေါ့နော်အဲ့လိုပုံစံဆိုရိုးကလောက်ဝဲစကားနဲ့ပြောမယ်ဆိုလို့ရှိရင်နင်မလဲငါလဲဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးသူကသူကအများနဲ့ပြောလို့ရှိတယ်တကယ်လက်ဂျိုရှီယောမန်ကဒီပွဲကိုသူအဲ့ဒီပုံစံမျိုးပဲသူကချင်းကထားတာအဲ့လိုပဲသူကဟိုစော်မယ်ဆိုပြီးသူကတွေးထားတာပဲတကယ်ပွဲစားလဲစားရောတွေးထင်းတဲ့အတိုင်းပဲဟိုကအလက်ဇန်နာဖန်နူဂျာကအတင်းကို pressure ပေးပြီးတော့ aggressive style နဲ့ဝင်ပြီးတော့ဟိုဂျိုရှီယောဗန်ကိုစော်တာပဲအလက်ဇန်နာဖန်နူဂျာကဟိုဂျိုရှီယောဗန်ဘလို့မဟုတ်ဘလို့ပြောမလဲဟို ူရဲ့ဟိုဘောထိုးလုံးတပ်ထိုးထိုးပေါက်တယ်မှာအထိုးလုံးထိုးပေါက်တယ်မှာမျောပြီးတော့ဘာမှလုံနိုင်လိမ့်မယ်လို့မထင်ဘူးသူကတင်ကောင်းထင်လိုက်မှာဒါပေမဲ့တကယ်တမ်းကျတော့ဂျိုရှူအာဗန်ကသူ့ထင်သလိုဖြစ်မလာဘူးဟိုအလဇနာပတ်လူကြာလိုက်ထိုးလေဟိုကဂျိုရှာဗန်ကောင်တာနဲ့ပြန်ပြန်ထိုးတယ်ကောင်တာနဲ့ပြန်ထိုးပြီးတက်ထွက်သွားလိုက်ကောင်တာနဲ့ပြန်ထိုးပြီးပတ်ပြေးသွားလိုက်နဲ့အဲ့လိုမျိုးဂျိုရှာဗန်ကစားသွားတာပေါ့နော်ဆိုတော့အခါကျတော့ပွဲရတော်တော်လေးကိုကြိတ်ကောင်းတဲ့အခြေအနေလေးတွေဖြစ်နေတဲ့အချိန်အဲ့ဒီဖြစ်နေတဲ့အချိန်မှာအလဇနာပတ်လူကြာဟိုက်ကင်းနဲ့ ဟိုက်ကစ်တင်လိုက်တာဟိုက်ကစ်တင်လိုက်တဲ့အချိန်မှာအဲ့ဒီမှာဟိုဟာကဂျေရှွာဗန်ကအဲ့ဒီဟိုက်ကစ်ကိုသူကဖမ်းချုပ်ပြီးတော့ပန်ဒူဂျာရဲ့ခြေထောက်ကိုဖမ်းချုပ်ပြီးတော့သူရဲ့ body weight ကိုဒီ body weight ကိုဒီဟိုဟာရောဟိုခြေအားခြေအား body weight ကိုခြေအားနှစ်ခုစလုံးနှစ်ခုစလုံးပြိုင်တုံးပြီးတော့သူကစောင့်တုံချလိုက်တဲ့သဘောအဲ့ဒီစောင့်တုံချလိုက်အဲ့ဒါကောင်တာအတက်ပဲပေါ့ဒါဂျိုရှွာဗန်ရဲ့ကောင်တာအတက်ပဲဒါတရက်တစ်ပြက်ဟိုတရက်တစ်ပြက်အတွင်းမှာအတုံးချတဲ့ သုံးချောက်သွားတာပေါ့နော်ဂျိုရှူအဗန်ကအဲ့ဒီမှာပန်တိုကြာပြုတ်ကြပြီးတော့လက်အဆက်လွဲပြီးတော့မထိုးနိုင်တော့ဆိုတဲ့အခါကျတော့အကိုမြင်တာကတော့ဒါဟာလေအဲပန်ဟိုရဲ့ဂျိုရှူအဗန်ရဲ့ဒါကကောင်တာအတက်ပဲဂျိုရှူအဗန်ဒီလိုမျိုးဟိုပန်တိုကြာရဲ့ဒီ throw ကိုဖမ်းချုပ်ပြီးတော့သူ့ရဲ့ body အားခြေအားနှစ်ခုစလုံးနဲ့ပြိုင်ပြီးတော့အတင်းဆောင်တုံးချလိုက်တဲ့ဟာကဒါကဂျိုရှူအဗန်ရဲ့ကောင်တာအတက်ဒါကြောင့်မှတ်တာလေရင်ပန်တိုကြာကလက်ထောင်စစ်လွဲပြီးတော့ အဆက်မထိုးနိုင်ဘူးနဲ့အရှုံးပေးသွားတာအကူကမြင်တယ်အဲ့တော့ရှေ့ကတချို့တွေပြောနေကြသလိုဟလာဂျိုရှာဗန်ကထွေးမထွက်ဘဲနဲ့အားဆိုင်ထုံးမှုမရှိဘဲနဲ့ဒီချန်ပီယံကပတ်ကိုရရတယ်ဆိုတော့အကူကလက်မခံဟုတ်ကဲ့ပါအဲ့တော့ကိုမင်းရည်ရည်ပန်တို့ကြားတယ်သူတော်တော်လေးတော့ပောက်ပွဲနေတာတွေ့ရပါဆိုတော့သူကဒီပွဲတော့သူကတကယ်လည်းဝိတ်တွေလည်းပေါ့နော်ဒီအလေးချက်တွေလည်းအများကြီး short ချခဲ့တယ်ပြီးတော့ဒီပွဲတော့သူအများကြီးပေါ့သူ့ကိုသူအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားတဲ့အခြေအနေမျိုးမှာဒီလိုအစင်းတန်းပေါ့နော်မတော်ဆတဲ့အတခုပြီးတော့ဒီဂျိုရှူအာဝန်ရဲ့ပါနာမှုကြောင့်သူတရားရပြီးတော့ဆက်ပြီးမထိုးနိုင်သူရဲ့ ဟိုအနှင်းလာထိမ့်သိမ့်တာဒီချန်ပီယံကပတ်ကိုထွက်ပြောင်းပေးခဲ့ရပါတော့အဲ့အတွက်လည်းသူဟိုအကန့်ချင်းဖြစ်ပြီးဒီပွဲပြီး NRB တွေမှာဂျိုရှုဟို sorry ပန်ဒိုဂျာတောက်လျှောက်ပြောခဲ့ပါတယ်ဒီပွဲတော့သူပြန်ပြီးတော့ပြင်ဆင်မယ်ဒီဂျိုရှုဟာဗန်နေမဲ့ဖြစ်ဖြစ်ပြန်ပြီးတော့ပြန်ပြီးတော့သူပြန်ကြိတ်ချင်တဲ့သဘောကြီးတော့တွေ့ညာအဲ့တော့ဘယ်လိုမျိုးတွေ့ပါကျွန်တော်ဒီသူများရေပြောလို့ပါခုနကကိုယ်လည်းပြည့်ပြည့်စုံသုံးတက်ခဲ့ဒါကဂျိုရှုဟာဗန်ကံကောင်းပြီးတော့ဒီ flying ဝင်တန်းချန်ပီယံဖြစ်လာတယ်မဟုတ်ဘူးပြီးတော့ဒီတပွဲတည်းနဲ့လည်းဒီချန်ပီယံဆုကိုရခဲ့အောင်သူပြတ်သန်းခဲ့တဲ့တမိုင်းကြောင့်နေအများကြီးရှည်လေရတယ်ကျွန်တော်ပြောရမယ်ဆိုရင် ဟိုအတန်ငငယ်ရွယ်လေးနဲ့ပဲဒီဒီမြန်မာနိုင်ငံမှာတူပြီးရွှေပြောင်းအခြေချခဲ့ရတယ်မလေးရှားမလေးရှားကနေမှသူဒီအမေရိကန်ဘောရောက်ခဲ့ပေါ့နော်ရောက်ခဲ့ပြီးတော့မှသူ့ရဲ့အဲ့ချိန်မှာသူအသက်10နှစ်လောက်မှာသူ့ဖေရလည်းဆုံးသွားတယ်အဲ့လိုမျိုးဟိုမိခင်တယောက်တည်းကမှသူ့ဘောပြတ်တန်းခဲ့ရပြီးတော့သူ့ညီမလေးနဲ့သူ့အမေဘောသူ့အဖေတယောက်တော့သူကဆောင်းလျှောက်ခဲ့ရတာကဒီမြန်မာပြည်မှာဒီမြန်မာလူတွေတော့ပေါ့နော်အသက်24နှစ်ပဲရှိတဲ့ဂျိုရှူဝါဖန်ပြတ်တာခဲ့တာစိတ်သက်ဆွမ်းအားမြန်မာတွေလည်း ဟိုပါဝါရှိပါအစွမ်းရှိပါတယ်ဆိုတဲ့ဟာပြသခဲ့တာဒီပြောရမယ်ဆိုရင်ဒီအမေရိကန်မှာခြေချလို့ဒီမျိုးဖြစ်တာမျိုးဆိုပြီးတော့လေဟိုရတိပြပြောလို့မရဘူးဆိုတော့သူစူးစမ်းဖြတ်တန်းခဲ့တာဒီအကျွမ်းနဲ့မမျှအောင်ကြမ်းတမ်းခတ်ထန်ခဲ့တယ်ပြီးတော့ဒီ သူ verify မှာသူထိုးနေတဲ့အချိန်ဒီမှာသူဝင်ထိုးကြည့်ရအဲ့လောက်ရတာမဟုတ်သူတို့အမေရိကန်မှာဒီစာဝတ်နေတော့မပြေတဲ့အချိန်ဒီမှာသူ့အမေကကိုးဆောင်ပြီးတော့ကိုယ့်ရဲ့ဒီစာဝတ်နေဖြည့်ရှင်းပေးခဲ့ရတဲ့အချိန်မျိုးအဲ့အချိန်အဲ့အချိန်မျိုးကြီးကြော်လွန်ပြီးမှဒီကျွန်တော်တို့ရဲ့ဒီချင်းတိုင်းသားလေးကဒီကပအစစ်မှာတကယ် friend ဝင်တဲ့ချင်းမြတ်ဖြစ်တာဒါမှမဟုတ်ဒီကံကောင်းမိရလို့ပြောရတယ်တော်တော်လေးတော့ကိုယ်အတွေးခေါ်တယ်တော်တော်လွဲလို့ကျွန်တော်ထင်မိပါအဲ့တော့ brand ဖြစ်ပါဒီ USC မှာမြန်မာချန်ပီယံဖြစ်လာရဆိုတော့ဒီကွန်ဘုတ်ကကျွန်တော်ဒီတမိုင်း ပြင်မဲ့ကောမို့လည်းဖြစ်ပါအဲ့တော့ဂျိုရှိုဝါဗန်ဒီအနာကပ်ပေါ်တော့ကတော့ပွဲတွေရောသူ့ကိုစိန်ခေါ်မဲ့လူတွေလည်းရှိလာပြီဘန်နိုဂျာလည်းပြန်ပြီးစိန်ခေါ်ခုဂျပန်ဖိုင်တာဆိုတော့သူ့ကိုစိန်ခေါ်ဖို့အတင်းရှိနေနေထားမှာရှိအဲ့တော့ဂျိုရှိုဝါဗန်ရဲ့ဒီအနာကပ်နဲ့ပတ်သက်ပြီးကိုမြင်ပြီးတော့လည်းပြောပြပါ အနာဂတ်ဆိုတော့အထက်ပေါ့ဒီအနည်းဆက်ဆုံးပွဲပေါ့နော်သူပထမဆုံးအခုသူဒီ USC Flyweight တိုင်းရဲ့ချန်ပီယံကဘက်ကိုဂျိုရှယ်ဗန်ရပြီမဖြစ်မနေသူကပထမဆုံးထိုးရတော့ပေါ့နော်အဲ့တော့သူချန်ပီယံကဘက်ကာကွယ်ပွဲကဘယ်တော့ဖြစ်မလဲဆိုတော့ပေါ့အဲ့ဒီဟာအားလုံးကလည်းစိတ်ဝင်စားနေကြတာပေါ့နော်ဆိုတော့တေချာတာကတော့ဒီ UFC 325ကကဖိုက်ကြီးအကုန်ထွက်လာပြီအဲ့တော့ January 31ရက်နေ့မှာလာမယ့်2026ခုနှစ် January 31ရက်နေ့မှာ UFC 325ကဟို ပြိုင်ပွဲကလုံမယ်ဆိုတော့အဲ့ဒီမှာတော့ဂျိုရှာပဲမပေါ့ဆိုတော့သူရဲ့ပြိုင်ပွဲကဖြစ်ကောင်းချင်းဖြစ်နိုင်အောင်အနည်းဆုံးဖြစ်နိုင်တာကတော့ February ပဲ February ထပ်တော့ပူပါဖြစ်ပြီးတော့မရှိဘူးဟိုဒီအောက်ပိုင်းမှာတော့မရှိဘူး February နဲ့ February ရဲ့အပေါ် March April ပေါ့နော်အဲ့ဒီဘက်မှာပဲပြကောင်းဖြစ်နိုင်မယ်ဆိုတဲ့ခါကျတော့ဒါကဒါကာလာအချင်းပြောမယ်ဆိုလို့ရှိရင်နောက်ထပ်2လ3လလောက်ကတော့ဂျိုရှာဗန်ပွဲကတော့ထပ်ဆောင်ရဖို့ရှိတာပေါ့နော်အဲ့တော့သူရဲ့ဒီဂျိုရှာဗန်ရဲ့ဒီ Flyweight Champion ကပတ်ကိုပထမဆုံး ကာကွယ်ရမယ်ပွဲရဘသူဖြစ်မလဲဆိုတော့ပြိုင်ဘက်ဖိုက်တာပေါ့ဟုတ်ကဲ့အဲ့ဒီဟာကိုဆိုလို့ရှိလို့ရှိရင်အကိုတို့ဆွဲထုတ်ကြည့်မယ်ဆိုလို့ရှိရင်တော့အနည်းဆက်ဆုံးတော့နှစ်ယောက်ဖြစ်နိုင်တယ်ခုနအခုဒီလက်တောင်ဆက်လွဲပြီးတော့ဟိုဟာဖြစ်သွားတယ်ဟိုဟာဘန်ဒိုချာလက်စနာဖန်ဒိုချာဖြစ်မယ်နော်ဒါကတော့သူ့အများဆုံးအားလုံးအထင်ကြီးပေးနေကြတာပေါ့နော်နောက်တစ်ခုကတော့ခုနဂျပန်ဖိုက်တာတက်ဆူလိုတာရာဖြစ်မယ်ဒါဒီနှစ်ယောက်တည်းပေါ့နော်အဲ့တော့ဒီအခု UFC 323မှာ ဒီဂျိုရှူအဗန်နဲ့အလက်ဇန်ဒရာပန်ဒိုဂျာနိုရဲ့ပွဲမတိုင်ခင်မှာဒီဖလိုင်းဝိတ်တန်းမှာပဲအဲရန်ကင်2ရှိတဲ့ဘိုရီနိုမက္ဆီကန်ဖိုက်တာနဲ့ရန်ကင်5ရှိတဲ့ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာတို့ထိုးတယ်ထိုးတဲ့ပွဲမှာပဲတကယ်ဆိုလို့ကျအတော်တော်များများတော့မက္ဆီကန်ဖိုက်တာဘိုရီနိုပဲအားလုံးကထင်ကြတာပဲဒါပေမဲ့ ဟိုကောင်ဂျပန်ဖိုက်တာတဆူရောကဒုတိယအချိန်မှာပဲနောက်ပေါက်နဲ့စော်သွားတယ်စော်သွားပြီးတော့အလဲထိုးပြီးတော့ဂျပန်ဖိုက်တာကနိုင်လာတယ်ဒါပေမဲ့အခုဒီမနက်ထိ UFC website ထဲမှာဝင်ကြည့်တာတော့ ranking ကမချိန်သေးဘူး Joshua Van တော့ချိန်ပြီးသားတယ် champion အနေနဲ့ချိန်ပြီးသားတယ် Alexander Pantoja ကိုလည်း ranking 1ပေးထားတယ်ဒါပေမဲ့ဂျပန်ဖိုက်တာတဆူရောကိုတော့ ranking 5က5ပဲ Morino ကိုလည်းရှုံးတာရှုံးသွားပြင်မဲ့လည်း ranking 2က2ပဲပေးထားတယ်ပေါ့နော်ဆိုတော့အခါကျတော့အဲ့တော့တကယ်လို့ဒါ Japan Fighter ကို ranking 2ပေး wall ပေးလိုက်မယ်ဆိုလို့ရှိရင် င်တော့ဒါဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဂျိုရှူအာဗန်နဲ့ဒါဟိုက ranking 2နဲ့လက်ရှိ champion နဲ့ပွဲရတော့နော်ဒါပို့ပြီးတော့ဟိုကဖြစ်တာပေါ့နီးစပ်နိုင်တာပေါ့ဒါပေမဲ့အခုက Japan fighter ကို ranking 5မှာပဲထားထားလေဆိုတော့ဒါဒီနေ့အထိပြောတာပေါ့နော်နောက်နေ့တွေတော့ ranking ချိန်မရောပို့လည်းမပြောတော့ဘူးဆိုတော့ခါကျတော့အဲ့တော့ဂျပန် fighter တက်ဆူလိုနဲ့ ဟိုဟာနဲ့ဒီအလက်ဇန်နာပမ်ပလူတန်နှစ်ယောက်ထဲကတစ်ယောက်ကတော့အလီဇတ်ဆိုဖြစ်နိုင်တယ်အကူကတော့ဒီနှစ်ယောက်ထဲကတစ်ယောက်ကိုဟိုဟာမဖြစ်မနေဘသူဖြစ်နိုင်ပို့ပြီးဖြစ်နိုင်ခြင်းရှိတယ်ဆိုရင်တော့ဂျပန်ဖိုင်တာတက်ဆူလိုပဲပို့ပြီးဖြစ်နိုင်တယ်နောက်တစ်ခုကဘာလဲဆိုတော့အလက်ဇန်နာပမ်ပလူတန်နဲ့ပွဲရလဲအခုဒီအနီးဆက်ဆုံးပွဲမဖြစ်ရင်တော့မှာပဲတေချာဘောက်ကတော့ဒီ2026ထဲမှာတပွဲမဟုတ်တပွဲကတော့ပြန်ဟိုးလာမှာပဲဘာကြောင့်လဲဆိုတော့ဟိုဟာဒနာဝိုက်ကကိုလည်းဟို UF ဟိုဂျိုရှူအဗန်ကိုတစ်နှစ်ကိုအနည်းဆုံး3ပွဲလောက်ကတော့ပေးနေကြပါမယ်ဆိုတော့ဟို3ပွဲနဲ့3ပွဲအထက် ပေါ့နော်အသုံးပွဲသုံးအနည်းဆုံးတော့သုံးပွဲပြီးတယ်သုံးပွဲနဲ့သုံးပွဲပြိနေတော့ပြန်ဒိုဒီအလက်ဇန်နာပန်တူဂျန်နဲ့ပွဲရတော့အားလုံးလည်းကြည့်ကျင်နေတဲ့ပွဲဟိုအားလည်းအားခဲထားတဲ့ပွဲကောင်းကောင်းလည်းမကြည့်လိုက်ရဘူးစက္ကန့်မိစက္ကန့်20ကျော်ကျော်လေးပဲကြည့်လိုက်ရတာဆိုတဲ့အခါကျတော့ ဒါတော့ဟိုအကုန်လုံးကတော့ဒီပွဲကိုပြန်စောင့်ကြည့်ကြတယ်ပန်ဒိုဂျာနဲ့ဂျိုရှော်ဗန်နဲ့ပွဲကိုပြန်စောင့်ကြည့်ကြတယ်ဒါဟိုပြည်သက်တည်တယ်မဟုတ်ဘူးဒီ MMA လောကဖိုက်တာတွေတော်တော်များများကလည်းအကုန်လုံးပြန်စောင့်ကြည့်ကြတယ်ပွဲပဲသူတို့နှစ်ယောက်ပွဲကိုဒါကြောင့်ပန်ဒိုဂျာနဲ့ဂျိုရှော်ဗန်နဲ့ပွဲကပြန်ဟိုလာဟိုလာလိုက်မယ်လို့အခုထင်တယ်ဟုတ်ကဲ့ပါအဲ့တော့ပန်ဒိုဂျာရဲ့ဒီတန်ရချင်းကြီးပေါ့နော်မူလီတာပေါ့အဲ့ကိုပြောတော့ပဲပြနိုင်ရေးရှည်ဆောင်ကြီးဂျပန်ဖိုက်တာနဲ့ဖြစ်ဖို့တော့များတယ်အဲ့အဲ့ပွဲကဒီကရန်ဖြစ်လာလို့ဆိုတော့ကိုကျွန်တော်ထင်ပါတယ်ကျင်းလို့တကယ်ကောင်းမှာဘာလို့ဟိုဘေးကလည်းအဲ့ဟိုဂျပန်ဖိုက်တာကလည်းတကယ် အပြည့်ပြင်သူကလည်းကိုပြောတော့သူမလဲကိုလည်းထိုးတဲ့ fighter ကျိုးကျွားဘန်းကလည်းကြားရဲ့ CV ထိုးတတ်တဲ့ fighter ဆိုအဲ့ဘွဲကလည်းကြည်ကောင်းမယ်အဲကျွန်တော်ပြောနေပြောရင်ဒီဂျပန် fighter နဲ့ဘွဲတဲ့ဒီပန်ဂျိုဂျာနဲ့ဘွဲပြန်ပြီးတော့ကြည့်နေဘာလို့ဆိုတော့ကျွန်တော်ဒီနှစ်ယောက်ပဲဘွဲပေါ့နော်ဒီအများကြီးဆောင်းနိုင်ခဲ့ရပြီးတော့ပန်ဂျိုဂျာကိုလည်းဆိုတဲ့ဒီပြန်မဲ့ဝယ်ရန် respect ထားရကိုယ်ပြီးတော့ဒီသူဘွဲကျိုးလည်းစားရှင်းနေမှုရဲ့ဒီ face off တွေမှာဒီဟိုကျိုးရှိုးအဖေကိုလေးစားတဲ့ပုံစံမျိုးအကိုကြီးကြောက်လို့မျိုးဆက်ဆံနေမယ်တကယ်မနေ့ကကျိုးဝိုင်းနေဝင်ခဏလေးအတွက်မှာ ဲ့ပန်နိုချာရဲ့ဒီမန်ကလေတော်တော်ကြောက်ပေါကောင်းတာကျိတ်မယ်ဆိုပြီးတော့ထွက်လာပြီးတော့သူကျွန်တော်ကလည်းပွဲကောင်းကြည့်ရရောဗန်ကလည်းခက်လို့တယ်နဲ့သူ့ကိုဟိုခက်လို့တော့နပန်းနဲ့လည်းသူ့ချုပ်လို့မရဘူးချုပ်ခွက်နဲ့လည်းမရဘူးဒီစတန်ဖိုင်နဲ့လည်းမရရဖိုင်တာမျိုးဆိုတော့ဒီကောင်ကကြိတ်ကောင်းပြီးထင်တဲ့ချိန်မှာဒီကန်နေရပေါ်တော့ဟိုပွဲတော့မြန်မြန်ဖြတ်လိုက်လို့ဖြစ်သွားကျွန်တော်အားမလို့အားမရဖြစ်နေအဲ့တော့ဒီဂျပန်ဖိုင်တာနဲ့ဖြစ်ဖြစ်ဒီဟိုပန်နိုချာနဲ့မကြည့်ပွဲပဲဖြစ်ပေါ့နော်ဒီဂျိုရှူအာဗန်တွက်ကတော့ကျွန်တော်ထင်မှာဟိုအကျိတ်နဲ့ရှိပြီးတော့ကြည်ကောင်းမဲ့ပွဲဖြစ်မယ်ဒီပရိသတ်တွေတွေ့တယ်တော်တော်လေးလေးဟို မျောကြရကောင်းတဲ့ပုံတော့ကျွန်တော်ထင်မိပါအဲ့တော့ relationship ပါကျွန်တော်တို့ဒီ Joshua Van တွက်ကတော့ကျွန်တော်ဒီမြန်မာနိုင်ငံတွက်ကောဒီ Joshua Van တွက်ကောဒီချင်းတိုင်းနာလေးဒီရွှေပြောင်းအခြေချလေးတွက်ပါကျွန်တော်ကဂုံရောင်းမဲ့အခြေအနေဖြစ်ပါတယ်ကိုအဲ့တော့ဒီ Joshua Van တော့ပေါ့နော်အကိုရဲ့ဒီ personal ပေါ့နော်ဒီစကားလေးနောက်ဆုံးပြောပြပါဦး Joshua Van ကအခုဒီ Lesnar Brother Fighter Lesnar Pandu ကြောင်းနိုင်ပြီးတော့ ဒီ USC Flyweight တိုင်းရဲ့ Champion ဖြစ်လာပြီတကယ်ဆိုလို့ပြောလို့ရှိရင်ဒါသူ့ရဲ့တော်တော်များများကလည်းဒါကမ္ဘာမီဒီယာတွေတော်တော်များများဒီ for ဒီ MMA လောကမှာရှိတဲ့ fighter တွေအကုန်လုံးကဟို Joshua Ban ရဲ့ဖြတ်သန်းတဲ့ဒီ period ကအရန်ကိုတိုးတောင်းလုံးတယ်တိုးတိုးလေးအတွင်းမှာဟိုကသူကကမ္ဘာ Champion ကိုပေါ့နော် ကဘက်ကိုကင်ကွင်းရလာတဲ့ fighter ဖြစ်လာတဲ့ခါကျတော့အားလုံးကတော့တအောင်တော်ဖြစ်တာပေါ့နော်ဒါနဲ့မကသေးဘူးအဲအခုသူဒီ UFC ဒီဟိုဟာကို champion ကဘက်ကိုကာကွယ်နိုင်တာဟာဆိုလို့ရှိလို့ရှိရင်သူရဲ့ record တွေကိုပြန်ကြည့်မယ်ဆိုတော့သူက record တွေတင်သွားတဲ့သဘောပဲနော်ဟိုဟာဆိုလို့ရှိလို့ရှိရင်သူကဒီ UFC promotion မှာဆိုလို့ရှိရင်ဒုတိယအသက်ငယ်ဆုံး fighter နော်နောက်တစ်ခါပါလဲအာရှမှာအာရှ fighter မျိုးသားပေါ့နော်နောက်တစ်ခါဒီ UFC flyweight တန်းမှာဆိုလို့ရှိလို့ရှိရင်ပထမဆုံးအသက်ငယ်ဆုံးဟိုဟာ champion နောက်တစ်ခါ2009နောက်ပိုင်းပွေးတဲ့ဟိုဟာ ထဲမှာဆိုလို့ချင်လို့ရှိရင်လည်း तू ကပထမဆုံးဟိုဟာချန်ပီယံနောက်တော့ကအာရှရဲ့ပထမဆုံးချန်ပီယံမြန်မာပြည်မှာရဲ့ပထမဆုံးချန်ပီယံအဲ့ပေါ့နော်သူ့ရဲ့ဟို record တွေကပြောမှဆိုရင်တော့အများကြီးဆွဲထုတ်လို့ရတဲ့ဟာမျိုးကြီးပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေပေါ့အဲ့လို record တွေကလည်းဒါအကိုတို့မြန်မာနိုင်ငံအတွက်တကယ်ကိုဂုဏ်စရာလည်းကောင်းတယ်အခုသူ champion ဖြစ်သွားတဲ့အတွက်ကြောင့်သူ့ရဲ့ life ကလည်း အများကြီးပြောင်းလဲသွားပြီပုံမှန်ထိုးကျထက်စာလို့ရှိလို့ရှိရင်သူအများကြီးဟိုဟာအကိုတို့တိတိကျကျတော့ဟိုဟာ UFC ကလည်းတိတိကျကျမထုတ်ပြန်သေးတဲ့အတွက်ကြောင့်ထိုးကျဘယ်လောက်လဲဆိုတော့အကိုတို့လည်းမသိဘူးတရားဝင်ထုတ်ပြန်မှာပဲသိနိုင်လိမ့်မယ်ဒါပေမဲ့ကိုတို့ခမန်းကြေရဆိုလို့ရှိလို့ရှိရင်သူကမီလီယံနဲ့ချီပြီးတော့ဟိုသူကတပန်းလောက်ရတယ်เนาะမီလီယံနဲ့ချီပြီးတော့ဟိုသူက ဟိုအခုကြားတာတော့1.2လောက်1.2မီလီယံလောက်ဒေါ်လာတန်းရှိရတယ်လို့ကြားတယ်ဆိုတော့အဲ့တော့နောက်ပွဲသေးတာဒီချန်ပီယံကာကွယ်ပွဲကိုထိုးမယ်ဆိုရင်လေ तू ကဒီထိုးခြင်းနဲ့ပဲဒီထိုးခြင်းနဲ့ပဲ तू ကသွားတော့မှာဆိုတော့ကတော့တကယ်ကို तू ကမီလီယံချီတဲ့ဖိုက်တာမီလီယံချီရဲ့လူငယ်လူငယ်နော်လူငယ်လူငယ်ဗမာလူငယ်လေးတယောက်ဖြစ်လာခဲ့ပြီပေါ့နော်ဒါကြောင့်မလို့လေဟိုပွဲပြီးရဲ့ဟိုဟာ press မှာ ဟိုမီဒီယာတချို့တွေကမေးကြတယ်ပေါ့နော်အကိုတို့ဒီဟိုကမြန်မာနိုင်ငံကမီဒီယာသမားတယောက်ပါတယ်အကိုတိရတော့လို့ဆို MMA မြန်မာရဲ့ page ကကိုဒေးဗစ်ဆိုတဲ့သူကလာမသိသူပါတယ်သူဆိုလို့ချက်လို့ချက်လာသူမေးတယ်ဒီဗမာပြည်ကလူငယ်လေးတွေပေါ့နော်အဒီဟိုကဂျိုရှွာဖန်ကိုကြည့်ပြီးတော့အားကြပြီးတော့ဘလူတလန်အတွက်ဘလူကျူးစောင်းလို့ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဂျိုရှွာဖန်ကသူသူမြင်သာသိတာလေးကြီးသူပြောပြသွားတာလေးကြီးအကိုတွေးလိုက်ရတယ်ပေါ့နော်တကယ်ပါခုနကကာကြီးပြောသလိုပါပဲမြန်မာလူငယ်တွေအတွက်ကောမြန်မာနိုင်ငံအတွက်ကောတကယ်ဂုံယူအားကြစရာကောင်းတဲ့ ဟိုဟာ fighter လေးပါပဲလို့ကျွန်တော် fan ဟုတ်ကဲ့ပါကိုခုလိုမျိုးပြည့်စုံပြောပေးတော့ကိုကျေးဇူးတင်ပါဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာတော့ဒီမြမကွန်ဆောင်ဒီကန်နဝင် USC champion ဖြစ်ခဲ့တဲ့ Joshua Van ရဲ့အကြောင်းပြောခဲ့ပေးတာဖြစ်ပါတယ်ညကျေးဇူးပေးခဲ့ပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ